စိတ်တိုင်းမကြရင်အပြိုကျလို့ပိုစဉ်းစားထားရဲဆိုရဲ့နော်ဘောအေတာအားလုံးပဲမင်္ဂလာပါရှင်အနုဘယရကွေတွေမှာအောင်မြင်မှုတွေကိုရရှိနေတဲ့နော်ဘောအေတာကတော့အခုဆိုရင်ရကွေတွေမှာစက်တိုင်းရကူပေးနေရပြီးဒုမတော့ကိုဆိုရင်အနုပြလူတွေမှာရေရွေအားပေးမှုတွေကိုအပြေဝါရရှိထားပါတယ်အခုဆိုရင်ပွဲတက်တွေမကြခနာဆိုသလိုတယောက်ပေးနေရတဲ့နော်ဘောအေတာကတော့ဒုမရဲ့ချင်းကြီးမှာသူစိတ်တိုင်းကြသူတာမတွေ့ရင်အပြိုကျပဲလို့တော့မှာပါဆိုပြီးဒုမရဲ့ချင်းကြီးပေါ်ပြပြလာခဲ့ပါတယ် အခုလက်ရှိမှာတော့နော်ဘိုရီတာကသူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းတွေအမျိုးမျိုးထွက်ပေါ်လာနေပြီးနော်ဘိုရီတာနေ့ရဲ့နောက်ကွဲကသတင်းကဆိုရှယ်မီဒီယာပေါ်မှာဆက်တိုက်ဆိုသလိုတက်လာနေတာဖြစ်ပါတယ်။အဲဒီပေါ်မှာလည်းပရိသတ်တွေကနော်ဘိုရီတာရဲ့အခြေအနေပေါ်စဉ်တစားဆောင်ကျင်နေကြပါတယ်။မင်းသမီးလေးနော်ဘိုရီတာကတော့သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းတွေအမျိုးမျိုးထွက်ပေါ်လာပြီးတချို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ နောဘောအေတာကတော့သူမရဲ့တရင်မာရီမပြန်ချဘူးမမှန်ကန်တဲ့တရင်တွေမတင်ချဘူးကိုတောင်းဆိုထားခဲ့ပါတယ်။အဲကြောင့်ဒီနေ့ပတ်သက်ပြီးတော့လေနောဘောအေတာကအခုလိုပဲပြောပြလာခဲ့ပါတယ်။နောဘောအေတာကတရင်မာရီရှောင်မလွင်ကြပါနဲ့ရှင်။တရင်မာရီစက်တိုင်းတက်လာနေရတွေ့ရတယ်။အခုလိုမတင်စီချုံမပြောစီချင်ပါဘူး။နဘောကရိုင်းတကယ်တည်ချင်အလုံးကိုချပြပေးတော့မှာပါဆိုပြီးနဘောရီတာကအသိပေးပြောပြလာခဲ့ပါတယ်။ အခုလက်ရှိမှာတော့တရုတ်ဆောင်နော်ဖော်အင်တာကနောက်ခွေရနေတဲ့တွင်ရဲ့အမျိုးမျိုးထပ်ပေါ်နေပြီမဲ့ဒူကရိုင်းအကောင်းဆုံးစူးစမ်းရင်ဖြတ်တန်းနေပြီအခုလက်ရှိမှာတော့နော်ဖော်ကရိုက်ကူးရဲ့အစ်စ်တွေမှာခက်ဆဲဆဲပါဝင်ရိုက်ကူးနေရကိုတွေ့ရပါတယ်နော်ဖော်အင်တာကတော့အနုပညာလုပ်တွေမှာအကောင်းဆုံးစူးစမ်းနေပြီဗီတရီရဲ့အပိမှုတွေကိုလည်းအပြေဝရရှိနေပါတယ်နော်ဘွားရဲ့တာကအခုစရင်ဆရာဆရာစကားချင်းနဲ့ပြည်သူရဲ့အပိမှုတွေကိုအပြေဝရရှိနေပြီးချူလီရလည်းနော်ဘွားအေတာနဲ့ပတ်သက်ပြီးအခုလိုပဲချီချူပြောဆိုလာခဲ့ပါတယ် ဂျူလီယာနော်ဝေါ်အေတာကတကယ်ကိုဆိုရင်သူ့အကြည့်ပြောရင်းနေရတယ် item ပိုင်းလည်းအရန်ကောင်းပါတယ်အကူစကားလေးမှဆိုရင်လည်းနော်ပေါ်လီကအကောင်းဆုံးလုပ်သွားနိုင်ပါတယ်အများကြီးအားရပါတယ်နော်ပေါ်လီကအရင်ကတည်းကအများကြီးတရုတ်ဆောင်တဲ့အပိုင်းမှာကောင်းလာပါပြီဆိုပြီးချီးကျူးပြောဆိုလာခဲ့ပါတယ်အခုလရှင်မှာတော့တရုတ်ဆောင်နော်ဘောအေတာကရိုက်ကူရဲ့အတစ်တွေအတွက်ကလန်ကနေရပြီးသူမရဲ့နုပြန်လို့ရှာမှုအတစ်တွေကိုပရိတ်တွေကစောက်ချအားပေးနေကြပါရဲ့ ။နော်ဖောရထားကတော့အနုပြလူတွေမှာအကောင်ဆုံးစူးစမ်းသွားမယ်လို့ဆိုရတယ်။အနုပြရဲ့ကွေတွေမှာအောင်မြင်မှုတကယ်ရရှိနေတဲ့နော်ဖောရထားတော့သူနေတဲ့အခုလိုခဏကိုတည်တည်တည်မျိုးဖြစ်ခြင်းမယ်။ပြပြလေးဖြစ်ခြင်းကြောင့်လည်းမီဒီယာကနေထုတ်ပြောလာခဲ့ပါရတယ်။နော်ဖောရထားကအဲကြောင့်တင်တဲ့ဖတ်သက်ပြီးတော့အစားတော့ရမမော်ရဲကိုကတနေကုန်လဲစားတယ်။ညညဆိုရင်လည်းကြွက်လိုပဲအမုတ်တွေရှာဝေထစားတယ်။ပါကြောတတိလေးဖြစ်နေရလဲမသိဘူးအခုလိုတတိလေးမဖြစ်ချင်ဂျင်းလေးမတော်ဖြစ်ဘူးဂျင်းစရာဆိုရင်မလာရကြပြီနော် ခဏခဏပြောတယ်ကို့အပြတ်မလာတော့ဘူးလားမေးတာဆိုလို့ဂျင်းစရာတယောက်ပဲရှိရဲဆိုပြီးလော့ဘွားအေတာကပြောပြလာခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလွတ်တမ်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်